ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်မစောငိမ့်အေးပါကျွန်မတို့တွေကတခုခုအစလုပ်ဖို့ဆိုရင်နောက်မှပဲနောက်မှပဲဆိုပြီးအကြိမ်ကြိမ်ရွှေ့ဆိုင်မိတဲ့သူလားပေါ့ကျွန်မလည်းအဲ့လိုအချိန်ခဏခဏရွှေ့ဆိုင်တတ်တဲ့ကျွန်မမှလည်းအကျင့်ရှိတယ်ဆိုတော့ကျွန်မတို့တွေကဒီခဏခဏအချိန်ကိုရွှေ့ဆိုင်မိတဲ့သူဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုစစ်ပြီးတော့မှကြည့်ပေးပါစရတယ်နောက်ကြတယ်ဆိုတာမရှိပါဘူး မစတာကြောင်းတာနောက်ကြတာပါကျမတို့တွေရဲ့နောက်မှနောက်မှဆိုတဲ့စကားလုံးကိုအခုပဲအခုပဲဆိုပြီးပြောင်းလဲနိုင်မဲ့နီလန်တွေကိုကျမမျှဝေဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်အခုစရမလဲဆိုတဲ့ကိစ္စကကျမတို့တွေရဲ့ဘဝမှာကျမရေးစီးပွားရေးပညာရေးစတဲ့ဘဝအခြေအနေတွေမှာ စဖို့နောက်ကြတာနဲ့မစဘဲနေတာရဲ့ကွာခြားချက်ကိုကျမတို့အတူတူသုံးသပ်ကြည့်ကြရအောင်ကျမရေးရဆိုလို့ရှိရင်အခုမှစားလုပ်တဲ့လူပေါ့ဥပမာတနေ့ကိုမိနစ်30လမ်းရှောက်ချင်းကနေစတင်ပြီးတော့မှတနေ့အတွင်းဆိုလို့ရှိရင်ကိုလေးချိန်ဥမာ30ကီလိုကျသွားတယ်တွေးပေါင်ချိန်တွေပုံမှန်ဖြစ်လာတယ်ကိုခန္ဓာကျမကြံခိုင်လာတယ်ဆိုတော့သူ့ရဲ့ရလက်ဒီတနေ့ကိုမိနစ်30မိနစ်30လမ်းရှောက်ချင်းစတင်ခြင်းကနေ ရလာတဲ့ရလက်သည်တနက်လောက်နေပြီးတဲ့အခါမှာပိုချမ်းမာတဲ့ကိုကိုကိုတွေ့ရမှာဖြစ်ပါတယ်။မစားဘဲနေတဲ့သူပြန်စမ်းစားကြည့်မယ်။ဟာချိန်မရသေးပါဘူး။ရွှေဆိုင်တာရွှေဆိုင်ရင်ရွှေချေဆိုင်ရင်နဲ့တနက်တာကုန်သွားရတယ်။ဝိတ်တွေတလာတယ်။စီကြိုတွေစဖြစ်တယ်။တဖြည်းဖြည်းနဲ့လှုပ်ရှားရတာတွေခလာတယ်။အဲဆိုရင်မစားဘဲနေတဲ့သူရဲ့ရလက်ကဘာလာဘာဖြစ်မလဲ။နောက်တနေ့နေတဲ့အခါမှာတေးကြတယ် ကိုခနာကြက်မှာကြန့်ခိုင်မှုမရှိလို့လေဆေးုံဆေးကန်းနေပို့ပြီးတော့သွားရတယ်ဆေးတွေပို့ပြီးတော့မိခွေရတယ်ဒါကကျမရေရှူတော့ကပြောတာဆိုတော့စီးပွားရေးရှူတော့ကကြည့်မယ်ဆိုလို့ရှိရင်လေကျမတို့ကခုစတဲ့သူကကြတော့ဥပမာဒီ online store ဆိုင်လေးတစ်ခုကနေစပြီးတော့မှစလုပ်ကြည့်တယ်တနေ့အတွင်းမှာအမားတွေအမှန်တွေကိုတင်ယူပြီးတဲ့နောက်မှာဒီတလတလကိုဘလောက်ဘလောက်မြတ်တဲ့သူ့မှာတင်တော်တဲ့အမြတ်တစ်ခုရလာလိမ့်မယ်ဆိုတော့ဒီလိုပဲ အမားတွေကိုတင်ယူရင်းနဲ့တနစ်ကြတဲ့အခါမှာစနစ်တကျဖြစ်လာပြီးတော့မှဒီလိုမျိုးထထပ်ပြီးတော့မှအဲကုန်ပစ္စည်းအသစ်တွေထက်ချဲတာထတိုးတာတွေလုံနိုင်တဲ့အခြေအနေဖြစ်လာတယ်။မဆောင်ပဲနေတဲ့သူကတော့မွေးမရှိသေးဘူးအတွေ့အကြုံမရှိသေးဘူးဆိုပြီးတော့မှစင်ကြီးဆက်လက်ပေါင်းများစွာနဲ့စိတ်ကူးတွေနဲ့ပဲအချိန်ဖြုန်းရင်းနဲ့ Happy Christmas ဆိုတဲ့နေ့ကုန်သွားပြန်ရော တနစ်ကြာမှာဘာမှမတိုးတက်ဖဲနဲ့ငိုတိုင်းရှိမြဲရှိနေမြဲနေရာမှာရှိနေပါလိမ့်မယ်။ဆိုတော့မစပဲနေတဲ့သူရဲ့ရလကပါလေဆိုတော့စတင်ဖို့အခွန်အလန်းနေလွတ်လွတ်ဆုံရှုံသွားတာပဲဖြစ်ပါတယ်။ပညာရေးရှုထောင့်ကနေကြည့်ကြရအောင်။ ပညာရေးရှုထောင့်မှာဆိုလို့ရှိရင်အခုမှစတဲ့သူဆိုလို့ရှိရင်ဥမာသူကအဲတနေ့ကို15မိနစ်15မိနစ်အချိန်ပေးပြီးတော့မှ online ကနေဒီအင်္ဂလိပ်စာတွေသင်ယူမယ်ဒါမှမဟုတ်လေကိုသင်ယူခြင်းနဲ့ဒီဘာသာစကား language ဆိုတော့တစ်ခုခုပေါ့ပညာရဲ့တစ်ခုခုကိုသင်ယူတဲ့အခါမှာတည်ရစ်တည်ရစ်ကို15မိနစ်15မိနစ်လေးလေးစားစားအချိန်လေးတက်မှတ်ပြီးတော့တင်ယူလိုက်တဲ့အခါမှာတနေ့အတွဲမှာဥမာဒီပညာရပ်ပေါ်မှာကြံ့ကြင်မှုတစ်ခုရှိလာလိမ့်မယ်။ဆိုတော့ရလအနေနဲ့ဒီတနေ့မှာ ဒီလိုစူးစမ်းခြင်းအပြင်နောက်နှစ်တင်မှာဖြစ်သွားလဲဆိုတော့အလောက်ကိုင်းခွန်းလန်းအသစ်တွေရရလာပါလိမ့်မယ်။မဆဘဲနေတဲ့သူရဲ့အခြေအနေကိုကြည့်ကြရအောင်။အချိန်များသေးဘူး။နောက်မှတင်မယ်။ဟာအပြင်မှာပဲတင်ချင်တာအဲကမ်ပတ်မှာပဲတင်ရမှာအဲဂျမကအွန်လိုင်းကတင်ရင်အစ်စ်မပြေဘူးအဲတင်လေးတင်ထမရှိဘူးအဲ့လိုမျိုးပေါ့နော်စင်ဂျေစနစ်ပေါင်းများစွာနဲ့ ျမတို့ကမှလည်းဆိုရင်ဒီစောက်နေရကနေတနှစ်အကြာမှာအခြေအနေကငကိုအနှစ်ရဲ့အခြေအနေဒီလက်ရှိနှစ်ရဲ့အခြေအနေကအတူတူပဲဖြစ်နေလိမ့်မယ်ဆိုတော့နောက်တစ်နှစ်မှာပြိုင်ဆိုင်မှုတွေမှာသူများတွေကဒီပညာတစ်ခုကိုစ조사တင်ယူတက်မြောက်ရင်းနဲ့ခွန်လန်းတက်တွေရသွားတဲ့အချိန်မှာကိုကကြ ready မဖြစ်တဲ့အတွက်ခွန်လန်းတွေဆုံးရှုံးသွားနိုင်ပါတယ်ဒါကကြတော့ပညာရေးရပဲဖြစ်ဖြစ်စီးပွားရေးရပဲဖြစ်ဖြစ် ကျမ်းမာရေးရပဲဖြစ်ဖြစ်ကျမတို့ဒီဒီစဖို့နောက်ကြတာနဲ့မစဘဲနေတာရက်ကွာချက်ချက်တွေကိုကျမတို့သုံးသပ်ကြည့်ကြတာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကကြတော့စဖို့ကြောက်စိတ်ကိုဘလို့အနိုင်ယူကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှအချက်သုံးချက်များဝေးဆွေးနွေးပေးခြင်းပါတယ်ပထမတစ်ချက်ကကြတော့ဘာသုံးလို့ရလဲဆိုရင်5စက္ကန့်ပေါ့နော်5 second စီးမြင်းဆိုတာလေးကိုစပြီးသုံးကြည့်နိုင်ပါတယ်တခုခုဆိုလို့ရှိရင် စဉ်းစားမနေဘဲနဲ့၅စက္ကန့်အတွင်းလုပ်မယ်ဆိုပြီးတော့မှထလုပ်ပြလိုက်တာ do it now ဆိုကိုကိုကိုအော်ပြလိုက်ပခုံးတွေပုတ်ပြလိုက်ဆိုပြီးတော့၅စက္ကန့်အတွင်းလုပ်တဲ့နေပေါ့ဥပမာ sorry ညီမတို့ကလေ့ကျင့်ခန်းနေဆိုချစ်ချင်းထလုပ်တာအဲလေးအပို့ရမယ့်စာဆိုလို့ချင်းနေဟာ message ကနေချစ်ချင်းပို့လိုက်တယ် reply နေပြန်လိုက်တယ်အဲ do it now do it now ဆိုကိုကိုကိုမောင်းဖို့လိုပါတယ်ဒါသည်၅စက္ကန့်စီမင်းကိုကိုကိုစီကန်ထုတ်ပြီးတော့မှ challenge လုပ်ပါဒုတိယတစ်ခုကကြပါလဲဆိုလို့ရှိရင် ကြီးကြီးမားမားကြီးတွေစတဲ့နာထက်ဆိုင်ရင်အသေးလေးတွေအသေးလေးတွေပေါ့။ဒါကြောင့်မို့ကျွန်တော်တို့တွေပြောကြတယ်မဟုတ်လား small is beautiful ဆိုပြောကြတာရှိတယ်။ဆိုတော့အသေးသေးလေးတွေစတင်ခြင်းကဥပမာတနေ့ကို7မိနစ်ကနေစမယ်။အဲ15မိနစ်ကနေစမယ်ပေါ့။ဥပမာတနေ့ကို7မိနစ်ကနေစမယ်ဆိုဥပမာစာဖတ်မယ်ဆိုရင်ဒါ7မိနစ်စာဖတ်မယ်။အဲဒီအကျိုးရှိမဲ့ code ဘဝအတွက်တိုးတက်မဲ့စာတွေဖတ်မယ်။ ဒီဒီမမကြီးမဆနိုင်သေးဒီတိလေးကနေစားပြီးတဖြည်းဖြည်းချင်းတို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 းသွားပြီးတော့မှလှုပ်ဆောင်ခြင်းအပြင်ပို့ပြီးတော့မှထိရောက်မှုရှိပါတယ်တတိယတစ်ချက်ကပါလဲဆို fail fast learn fast ခုခေခုကာလမှာအလုံးမြင့်မြင့်အတိုင်းပဲတခုခုတင်ယူပြီးတဲ့အခါကျရင်ဒီဟာဒီ expire ဖြစ်သွားတဲ့ခနဲ့မညီဘူးအရင်ပဲဟိုကြဆုံးမှုမြန်ဆန်တာဖြစ်တဲ့အတွက်မြန်မြန်တင်ယူပြီးတော့မြန်မြန်အသုံးချပြီးတော့မှမြန်မြန်ငွေချဖို့လိုအပ်ပါတယ် မအောင်မြင်မှာကြောက်တာထက်စားလို့ရှိရင်ကျမတို့ကပါလဲဆိုလို့ရှိရင်ကျိုးစောမှာတင်ယူနိုင်တယ်ဆိုတာကိုအာရုံစူးစိုက်မှုရှိဖို့လိုတယ် land fast land fast land fast a blind fast ဟုတ်ပြီနော်အဲ့ဒါလေအဲ့ဒီ mindset တွေရှိဖို့လိုအပ်ပါတယ်ဒီ၃ချက်နဲ့ပေါ့ဥမာ၅စက္ကန့်စီးမြဲမဲ၃၃၃တဲ့ခါမှာ small step လေးတွေနဲ့စမယ်စတဲ့ခါမှာ land fast ဟုတ်ပြီနော်အဲ့ဒါကိုတုံးပြီးတော့မှစဖို့ကြောက်နေတဲ့စိတ်ကိုရင်ဆိုင်ဖြတ်တမ်းလို့ရပါတယ်တတိယတစ်ခုကတော့ ကျွန်မတို့ကအခုတုံးနေတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့မှလက်တွေ့ချက်ချင်းပေါ့နော်တုံးပြလိုက်ပဲပေါ့ဆိုတော့ဒီကုတ်ကုတ်ကို challenge လုပ်လိုက်ပါဒီဗီဒီယိုကြည့်ပြီးတဲ့လူတွေကကိုယ့်ရဲ့အခုစလုပ်ရမယ့်အရာတခုကိုအခုချက်ချင်းစဉ်းစားဒီဗီဒီယိုကိုကြည့်နေအခုချက်ချင်းစဉ်းစားပြီးတော့ come on စလိုက်မယ်ကုတ်ကုတ်ကို challenge စင်ခေါ်ပြလိုက်ပဲအခုစလုပ်ရမယ့်တခုကို comment မှာရေးခဲ့ပေးပါအခုစတင်လိုက်ခြင်းဟာ သူများတွေရဲ့နောက်မှနောက်မှဆိုတာတည်းအမြဲရှေ့ရောက်နေပါလိမ့်မယ်။စတာနောက်ကြတယ်ဆိုတာမရှိပါဘူး။မဆလိုက်ရတာကြောင့်လားနောက်ကြတာပါ။တင်ပြတဲ့ပြောလို့ရှိတဲ့နောက်မှနောက်မှဆိုတဲ့သကလုံးကိုအခုဆိုတဲ့သကလုံးနဲ့အစထုတ်လိုက်ပါ။ဘဝကတင်ကိုကျေစုတင်နေပါလိမ့်မယ်။ ဒီဗီဒီယိုလေးကကုတ်တက်ကျိုးရှိတယ်ဆိုလို့ရှိရင် Lion Show လောက်ပေးပါနောက်လာမယ့် Soft Improvement Tips တွေအတွက် Subscribe လုပ်ထားဖို့လည်းမမေ့နဲ့နော်ကျေးဇူးတင်ပါတယ် Bye for now see you next video Let's go to some soul